ကောက်ဖရန်စီပြည်မြန်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့ကျွန်တော်တို့ပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ညီလေးပြဖြိုးနဲ့အတူကျွန်တော်က ုံးသက်ပြောဆိုပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာညီလေးမင်္ဂလာပါဟုတ်မင်္ဂလာပါဟုတ်ကဲ့ပါကိုဒီအစီအစဉ်လေးမစတင်ခင်ပါဗောလေကျွန်တော်ဒီ Soccer House Fantasy Premier League ရဲ့ဒါ standing ဇာတ်လေးကိုဒါအပတ်တိုင်းပြောနေတာဗောလေအာဒီတပတ်လဲဒါပြောပြခြင်းပါတယ် and ထိတ်ဆုံးမှာတော့ဒီကောင်းလင်းထိုက်ဆိုတဲ့ဒီ brother ဗောလေဒါ986မှတ်နေဗောလေထိတ်ဆုံးမှာဥဆောင်နေတယ် and ဒုတိယနေရာမှာတော့ H27 FC ဆိုတဲ့ brother 981မှတ်နေဒုတိယနေရာမှာဥဆောင်နေပြီးတော့ H2A BLU ဆိုတဲ့ဒီ brother ကတော့ဒါ980 ကိုမှန်နေတာတတရနေမှာဥဆောင်နေတယ်အမ်ဒါပြင်ဦးမှာဒါ99အထေးဆိုတဲ့ brother ပေါ့လေဒါဒီယာဒီမှာဒါ soccer hawk ဒါ fantasy premier league ရဲ့ဒါဟိုဘယ်လိုပြောမလဲဒီအမြဲတမ်းလို့လို့ပေါ့ဒါသူ stable ဖြစ်တယ် stable လည်းဖြစ်တယ်ဒါအမှန်လည်းတော်တော်လေးကောင်းတယ်ပေါ့လေအဲ့တော့အခုဒီတစ်ပတ်မှာလည်းပြီးခဲ့ပတ်ကဆိုရင်ဒါဟိုဟိုဟာ6ခွန်လောက်ကြီးကျသွားပေါ့ဒီဘက်မှာလည်းဟိုဟာအဆင့်၄ကြီးကိုပြန်တက်လာတယ်ပေါ့လေအဲ့တော့ဟို980တမှတ်ပေါ့လေသူကအနည်း1 2 3တောင်ဘာမှဘာမှမကွာသေးဘူးပေါ့ ဟိုရှစ်မှတ်လောက်ပဲကွာသေးတာဆိုဒီ brother ရောနည်းနည်းလေးစောင့်ကြည့်ကြည့်ကြပါဘောလေအဲ့တော့ဟိုရာဒီကုံမှာဒီ brother ဟိုအမှတ်တွေဘယ်လောက်ရမလဲဘောလေဒီအောက်ကဟိုဟို fantasy ဂျာကြီးလေအမှတ်တွေဟိုဘယ်လိုပုံလဲကျွန်တော်စကောလေးမှာ1 2 3ချိန်မလားဘောနော်အဲပေါ့ဟိုဟဘယ်လိုဘယ်ဟိုဖြစ်မလဲဆိုတော့ဒါစောင့်ကြည့်ကြတာဘောလေအဲ့တော့ဒါအကိုတို့ဒါ fantasy ပြင်းများလေးဒါဆွေးနွေးကားလေးကိုစစတင်မှာတော့မယ်ဟုတ်ကဲ့အဲ့တော့ဒါအရင်ဆုံးဒီဒီဘက် game မှာတော့ဒါဆွေးနွေးစရာတော်တော်များတယ်ဘောလေအဲ့တော့အရင်ဆုံးစပြီးဆွေးနွေးကျင်တာက ဒီဂိမ်းဝင်8အထိပေါ့လीဘာချစ်မှာမသုံးရသေးတဲ့ဒီဟိုဟာ fantasy ဂျာကြီးနဲ့ပတ်သက်ပြီးတော့ဒါဘယ်ဂိမ်းဝင်မှာဘယ်လိုချစ်မျိုးဒါသုံးတင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါညီလေးမြင်စပြီးပြောပြပေါ့ဟုတ်ဒီဂိမ်းဝင်နိုင်ကြောက်တဲ့အထိဘာချစ်မှာမသုံးရသေးတဲ့သူကျွန်တော်ကျွန်တော်စိတ်ထဲမှာရှိဘူးလို့ထင်တာဒါပေမဲ့ပြီးခဲ့တဲ့ watch party မှာကျွန်တော်ပြီးခဲ့တဲ့ရာသီ soccer house league ရဲ့ဝင်တာဖြစ်တဲ့ကိုညင်နဲ့စကားဆက်ပြီးပြောခဲ့ပေါ့နော်အဲအဲ့မှာသူ့ သူ ਨੇ ဘာပြောလဲဆိုတော့ကိုညာချစ်သုံးပြီလားဆိုတော့မသုံးရဘာချစ်မှမသုံးရဘူးပဲဒါပေမဲ့ तू အမပေါ်က920ကျော်လားမသိဘူးအဲ့လောက်ဖြစ်လိမ့်မယ်ကျွန်တော်အမမိုင်းလည်းမားတော့ဒါပေမဲ့ तू အမကောင်းတယ်ဗျာ노ချစ်နဲ့အဲ့လောက်ရရဆိုတော့ဒါချီယူစရာပေါ့နော်အဲ့တော့ဒီချစ်သုံးမသုံးဆိုတော့ကိုသိန်းနဲ့ဆိုင်တာပေါ့ဟုတ်ကဲ့သူများသုံးလိုက်လိုက်သုံးစရာတော့မလိုဘူးပေါ့နော်ကျွန်တော်တော့အဲ့လိုပဲအကြံပေးချင်ပါတယ်ဒီကိုသိန်းက balance အောက်နေတယ်ဆိုရင်တော့ချစ်သုံးပေါ့ဗျာမဟုတ်ရင်တော့ မတုံးပါနဲ့လို့ဟိုးထားပါလို့ကျွန်တော်အကြက်ပြူးချင်ပါလေကိုဟုတ်ဟုတ်ကဲ့ပါဟိုထူးခြားရပါအဲ့နေရာလဲဒါကိုညာနေလဲစကားပြောမိနေပါအကိုဟာຢາດີສາມາຊິນິມກ້ານເນາະဆိုເບື້ອງໂຕດັ່ງແມ່ຕູ້ອັນນີ້ຍີເລີຍບໍ່ມາແບບໂຫຕົນແລ້ວຕື່ຍໍປ່ຽນມີໄປເລີຍຕໍ່ຕໍ່ປ່ຽນມີບໍ່ເນາະຕໍ່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 ປ່ຽນມີກ້ານລະດາບໍ່ລູ້ຍີປຽນໄລເດີ້ບໍ່ທີບໍ່ເລີຍເອົາໂຫນ້າຕະຄູວ່າບໍ່ດາດີຢາດີມາດານີ້ປ່ຽນອະປ້ອງແລ້ວຜິດຖ້າແດ່ດາຟໍເຣນແລະປະຕັດປີດໍດາຍີເລີຍອຽນບໍ່ຄັນຊາລະເມຈິນາກະອ້າຍເຕັງຫະກະຊາທະມາດີບໍ່ອຸປະມາດາຄຣິດຮູໂຕ နောက်ပြီးတော့ Queenland Anderson တို့နောက်ပြီးတော့ခန်းစင်ကသားသမားတွေပေါ့ဒီကသားသမားတွေရောဟိုပြန်ဝယ်သင့်ပြီလားဆိုတာအဲ့အမြင်လေးဆက်ပြောပြပေါ့ဟုတ်ဒီရှောင်းတိုက်ကတော့ပြောရရင်ခန်းစစ် Master ဆိုပြောတော့ဒါနာမည်ကြီးရပါတော့ဒါပေမဲ့ဟို company level ဘက်မှာဆိုရင်တခုဆိုးစကားတခုရှိရဗျာဟို new manager box ဆိုတာရှိရဟုတ်ဟိုအတေတတေးကညပြတဲ့ခက်လိုက်အဲ့တင်လို့ဝိုင်းပြီးတော့လောင်ကြရမျိုးလေဟုတ်ကဲ့ပါပုံမှန်အဖြစ်ဆိုရင်တော့အဲ့ဒီဟာအလုပ်လဲဖြစ်ပါတယ်ဒါပေမဲ့ fantasy premier league ဆိုတာတော့ အ ਨੇ စုံခင်ဝိ၄ခု၅ခုစာလောက်ကိုကြိုကြည့်ရတဲ့အတွက်အဲအဲ့ဒီ method ကိုတော့ကျွန်တော်အာမပေးခြင်းဘူးဖနစီအတွက်ဆိုရပါတော့အဲ့တော့ကျွန်တော် forest ကိုတော့တစ်ချက်စောက်ကြည့်ခြင်းသေးရကိုဟုတ်ဟုတ်ကဲ့ပါလောတယ်တော့ဒီဂျားရဲမှာတော့ဒါယူရိုပါလိမှာတော့ကလင်းရှင်းလည်းရသွားတယ်နိုင်ပွဲလည်းသူစပြီးရသွားတယ်ဆိုတော့နည်းနည်းလေးတော့စောင့်ကြည့်ကြရပါလိဒီရှောင်းတိုင်းနဲ့ဒီဟိုကနော်တန်ဖောရဲအသင်းကဘယ်လိုဖြစ်လာမလဲဆိုတော့အဲ့တော့ ဒီဒီရာသီမှာပေါ့လေဒီ app ရဲ့ဂျာကြီးတွေနေနဲ့ဒီရာသီမှာနည်းနည်းလေးဒွိယဖြစ်နေတဲ့အရာတခုရှိတယ်ပေါ့လေအဲ့ဒါတော်တော်များများလေ့လာကြည့်လိုက်တော့အဲ့ဒါဘာလဲဆိုတော့အခုလက်ရှိမှာကဒီ app ရဲ့ formation မှာတော်တော်များများ3ဘက်ပဲတုံးကြတာများတယ်လေအဲ့3ဘက်အခင်းချင်းမှာကအခုဟာကဘယ်လိုဖြစ်နေလဲဆိုတော့ဒီခန်းဆက်ကစားသမားတွေကိုဒါကွင်းလယ်ကစားသမားတွေကိုမှဥပမာဒီအရာနှစ်ခုမှာပေါ့ကွာ defensive contribution point တွေပေးလာတယ်ပေါ့လေအဲ့ပေးလာတော့တချို့လူတွေကြောက်လဲဒါစနေဘက်3ယောက်ကြီး3တယ်ပေါ့လေတချို့တွေကြောက်လဲဒါဟို ဖူဘက်တီပဲရေတုံးလာဆိုတော့အဲ့ဒါလေးကလည်းတော်တော်လေးဟိုဟိုဘယ်လိုပြောမလဲဟိုစိတ်ဝင်စားစရာလေးပေါ့စိတ်ဝင်စားစရာလေးဆိုတာညီလေးမြင်လေးဆက်ပြောယူအောင်အဲ့ဒါဒီရာသီမှာဘလိုဒီခန်စစ်တန်းနဲ့ပတ်သက်ပြီးတော့ဘလိုမျိုးအကြံပေးကြလဲဟုတ်ပြီးခဲ့တဲ့အပတ်မှာကျွန်တော်ဖော်မရှင်နဲ့ပတ်သက်ပြီးတော့ပြောခဲ့သေးရဲ့ဟို3လေး3နဲ့3နှစ်ကဒါ Fantasy Premier League အတွက် powerful ဖြစ်ဆုံးဖော်မရှင်နှစ်ခုဆိုပြီးတော့ကျွန်တော် ပြောခဲ့တယ်ဒါပေမဲ့ဒီရသည်တပတ်စစ် contribution point နေပေးတာရောပြီးရင်ဒီခန်းစစ်ကစားသမားတွေခြေစွမ်းပြလာတော့ကြောင့်ဖိုးဘက်သုံးမယ်ဆိုရင်လည်းကျွန်တော်တော့ အားပေးတယ်အလုပ်ဖြစ်မယ်လို့လည်းကျွန်တော်ထင်တယ်ဒီဖူးဘတ်တွေစစ်တာဘတ်တွေထက်ဆိုင်ကျွန်တော်ကတော့ဟိုဖူးဘတ်တွေစစ်တာဘတ်တွေကိုရွေးတာထက်ဆိုင်ကျွန်တော်ကတော့ဖောင်ကောင်းတဲ့ကစားသမားကိုပိုရွေးစေချင်ဟုတ်ကဲ့ဟိုဒက်ဖက်စတော့ပေါ့နော်ဥမာအာဆင်နယ်ဒီခက်စက်ကစားသမားစစ်တာဘတ်ဖြစ်တဲ့ဂါဘရီယယ်ဆိုလို့ရှိရင်ဒါတဖက်ဟိုခက်စက်ကစားသမားတွေထဲမှာအမှတ်အများဆုံးရှာဝဲပြီးတာဗျာဟုတ်ကဲ့အာအဲ့ဒီအတွက်ကြောင့်ဖူးဘက်တွေစင်တာဘက်တွေနာမစာယူမြောက်ဒါဖောင်တယ်ပဲစိုက်နေလို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါဆို ောက်ထပ်စိတ်ဝင်စားစရာကဘောလေဂျာဝပထရိုဘောလေဂျာဝပထရိုအခုလက်တလုံးမှာတော့ဒါအကုန်လုံးဒါလေးလိုက်ကြည့်လိုက်တော့ဟို FB ရဲ့ဆော့တဲ့ကစားဟိုဟွာဂျာကြီးတော်တော်များများသူ့ဘောမှာတော်တော်လေးယုံကြည်မှုရော့ကြသွားတယ်လို့ခံစားရတယ်ဘောလေဟိုအချက်လက်တွေအရလဲဒီတစ်ပတ်မှာလဲဒါ mode transfer out အများဆုံးကစားသမားဖြစ်တယ်ဒါပေမဲ့တခုရှိတာကဒီကစားသမားကဟိုလက်ရှိမှာဒါ mode transfer out ဖြစ်နေပြီမဲ့ဒီဟိုဟွာ FB ရဲ့ point ဒါအများဆုံးရှာထူရှာဖွေးပေးထားတယ်ဘောလေဒီတိုက်စင်မိုးစစ်စစ်တဲမှာဒီ forward row ထဲမှာ तू က ဒုတိယအများဆုံးဖြစ်နေတော့မယ်ဟာလန်ပြီးအများအင်းဟာလန်ပြီးအများဆုံးဖြစ်နေပုံမယ်ဆိုတော့ဟိုဂျာဝပထိုးကဟိုအခုလက်ရှိမှာပေါ့လीဒီအပီရဲ့ဂျိုင်းနေတာဒါခိထားတင်လားဆဲထားတင်လားနောက်ပြီးတော့ဟိုအဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့ညီလေးဟာဆက်ပြောပြီးပေါ့ဟုတ်ပြီးခဲ့တဲ့ဘက်ကလည်းရောကရရောဂျာဝပီတူရောဖလန်လည်းသူပြီးမြလီလီဝဲစတဲ့ဘလက်လာပေါ့နော်သူတို့တရားရောအဲဒါပေမဲ့သူတို့ရဲ့တက်ဆိုင်ရာဒင်းနေရဲ့ဖိချာရဲကောင်းတယ်ဗျာရောကရဆိုလည်း ကောင်းတယ်ကောင်းတယ်ဟုတ်တယ်ပြီးရချက်ဟိုစော်ကြီးကြောက်ပြီးလို့ဆိုလဲကောင်းတယ်အဲ့တော့သူတို့အတွက်တော့ transfer မသုံးစီခြင်းဘူးညာ transfer တစ်ခုကြီးအလဟတ်တိုက်ဖြစ်သွားမှာဆိုတော့ကျွန်တော်တို့ဆက်ကိစီခြင်းတာပေါ့နော်ဟုတ်ကဲ့ဟိုစိတ်ရှိဖို့လဲလိုမယ်လို့ထင်တယ်ဗျဟုတ်ဟုတ်ကဲ့ပါအာဒီဒီရသည်မှာပေါ့လေဒါ fantasy မှာအမြဲတမ်းပြောနေရတော့ဒါဟိုဆာလာအကြောင်းရယ်ဟာလန်အကြောင်းရယ်ဒါအများဆုံးပြောခဲ့တာဗောလေဒါဟို1 to 8ထိလောက်တည်းရအခုဒါပေမဲ့ဒီဒီဘက်မှာစိတ်ဝင်စားကြနောက်တစ်ခုထပ်တွေးထားရယ်ဗောလေအဲ့ဒါဘာလဲဆိုတော့ feature run လည်းတူတယ်ဗောလေနောက်ပြီးတော့စွမ်းဆောင်ရည်လည်းတူတယ်ကစားတဲ့နေရာတွေလည်းတူနေတယ်ဟုတ်အဲ့ဒါပဲကစားသမားတွေလည်းဆိုတော့ဒါ United ကအန်ဘူမွန်နဲ့ဒါ Chelsea ကဂျာဟိုဟာပထိုနတူဗောလေဒီကစားသမား2ယောက်ဗောဒီကစားသမား2ယောက်ထဲကဒါတယောက်ကိုရွေးရမယ်ဆိုတော့ညီလေးဘသူ့ကိုပို့ပြီးတော့အလေးတာလေ feature run လည်းတူတယ်ဖောင်လည်းတူတယ်ဆိုပေမဲ့ဟိုဈေးတော့မတူဗောနော်ဈေးရတော့မတူဟိုအန်ဘူမွန်ကတော့တသန်းများတသန်းပုံများဒါပေမဲ့2ယောက်ထဲတယောက်ရွေးမယ်ဆိုရင်တော့ကျွန်တော်အန်ဘူမွန်ပဲရွေးပါမယ်ဒါကလုံးဝရှင်းလင်းတဲ့ ဖြေတစ်ခုလို့လည်းထင်ပါတယ်။ဘာလို့လဲဆိုတော့ဒီ FBI ဘွားရရှိမှုမှာအန်ဘူမိုကဒီ NATO ထက်လေးမှတ်ပဲတာရယ်ဆိုပေမဲ့အတင်းပေါ် impact ဖြစ်မှုချင်းတော့မတူဘူးဗျ။ဟုတ်ကဲ့ကျွန်တော်တော့ချက်စီပိတ်သက်တယောက်ဆိုပေမဲ့ဖနစီတွေ့ယူရမယ်ဆိုရင်တော့အန်ဘူမိုရွေးချင်ပါလေကိုဟုတ်အန်ဟိုအန်ဘူမိုကတော့ဒါသူ့ရဲ့ဒီ bonus point တွေကြောင့်ပါညာဒါလေးမှတ်ပါနေတယ်ဆိုပေမဲ့တကယ်တော့သူတို့နှစ်ယောက်ရဲ့ဒီရာသီမှာဒါပရီးမီးယားလိ twin ကိုဖန်တီးမှုတွေအကုန်သွားတူနေတယ်။သွားတူနေရဆိုတော့ တကယ်တော့ဟိုဂျာဘတ်ထူလည်းအမှန်တိုင်းပြော sorry ဒါဟိုပက်ထရိုနာတို့လည်းဒါအမှန်တိုင်းပြောမယ်ဆိုတော့ Chelsea မှာလက်ရှိမှာကိုးပက်မာတို့ဘာတို့ဒါဒဏ်ရာရနေချိန်မှာ तू အဓိကဟိုဘယ်လိုပြောမလဲကစားသမားဖြစ်နေရပါလိဒါတိုက်စစ်မှာတော့အဲ့တော့ဟိုဘယ်လိုပဲပြောပါကို့အမပတ်စံဟိုဘယ်လိုပြောမလဲဒီပတ်စံပေါ်နေနေဆိုတော့ဒါ MMO တော့ဝဲနေတာပါလိတကယ်တော့ပတ်စံမလာဘူးဆိုရင်တော့လက်ရှိမှာဒါ feature run အရာတော့ဒါပက်ထရိုနာတို့ဆိုတော့လည်းနည်းနည်းတော့များတယ်နော်ဟုတ်တယ်တော်တော်တော့များတယ်အဲ့တော့နည်းနည်းတော့ဟိုစဉ်းစားကြရပါလိအဲ့တော့ အေးဒီ game မှာပေါ့ဒါနောက်ထပ်ဟိုဘယ်လိုပြောမလဲဒီအပတိုင်းလဲဟိုကဖြစ်လာတယ်အဲ့တော့ဟို transfer in ဒါညီလေးစိတ်ကြိုက်တကစားသမားကြီးလည်းတော့ဘာသူ့ကိုအကြံပေးခြင်းဟုတ်ပုံမှန်အဖြစ်တော့၃ယောက်လောက်ကိုပြောခြင်းပဲဒီတပတ်တော့ကျွန်တော်၂ယောက်လောက်ပဲပြောခြင်းတယ်ဘာလို့ဆိုတော့ forward ကစားသမားကြီးအတွက်ကဒီလူတွေပဲထက်နေမယ်ဆိုတော့ကျွန်တော်ရှုံတယ်ဘာလို့ဆိုတော့ Haaland လို့ဒီ Jao Pedro ကလူတိုင်းနှီးပါရှိတယ်လို့ဖြစ်နေတော့ကျွန်တော် အရင်မရွေးတော့ဘူးဒီကျွန်တော်နှစ်ယောက်လောက်ကိုရွေးခြင်းနဲ့ဒီပထမဆုံးစပြောရင်တပတ်အတွက်ဆိုရင်ကျွန်တော်နယူကဆယ်ကိုတမနှစ်ပတ်ကိုရွေးခြင်းနဲ့ဟုတ်ကဲ့ပါအဲပြီးခဲ့တဲ့ပြီးများလီပွဲမှာ Brighton ကိုရှုံးခဲ့ရဆိုပေမဲ့နယူဖောင်ကိုယုံလို့ရရဲဂျာတဲ့ချန်ပီယံလိပွဲမှာလည်းနှစ်ပတ်ကထူးထူးဆန်းဆန်း assist တလုံးမှာလှုပ်ပေးသွားသေးတယ်ဟုတ်ကဲ့ဒီဘက်တွေမှာဖူဟန်နဲ့ဖူဟန်ရဲ့အဝေးကွင်းဖောင်ကတိတ်မကောင်းဘူးမြတ်အဲ့တော့ဒီပွဲမှာ clean sheet ရမယ်လို့မှန်းလို့ရပါတော့ဟုတ်ကဲ့ နောက်တစ်ယောက်ကတော့ခုနအထက်မှာပြောခဲ့တဲ့အမ်ဘူမူပါ United ကစားသမားတွေယူရမယ့်အချိန်ရောက်ပါပြီ United fan လည်းဖြစ်မယ်အမ်ဘူမူကိုလည်းကြိုက်တယ်ဆိုလို့ရှိရင်အမ်ဘူမူဆိုတာဒီတရားဒီလုံးထည့်ထားလို့ရတယ်ကစားသမားဗျဟိုသူအမှတ်ရှာပေးပါလိမ့်မယ်ကိုဟုတ်ကဲ့ပါဟုတ်ဒီ game winning နိုင်အတွက်ကိုဝင်ကြိုက်ဘတ်ဂျက်စစ်ဖြစ်မယ်ကစားသမားနေရောဟုတ်ဘတ်ဂျက်စစ်ဖြစ်မယ်ကစားသမားဟိုယူရမယ်ဆိုတော့ဒီဒီဘက်မှာတော့ကိုကဒီ ကိုလဲဒါ2ယောက်လောက်ပဲယူခြင်းနေပေါ့လीအဲ့ဒါနည်းနည်းလေးလဲ budget လဲစစ်ဖြစ်မယ်ဟိုသူများနဲ့မတူတာပေါ့လीဒီဖရန်ရှယ်လဲနည်းနည်းဖြစ်မယ်ဆိုတော့အကိုကတော့ဒီဂိုးသမားနေရာမှာဆိုတော့ဒီ2ယောက်ပေါ့လीဥမာဆန်နာလန်က Robin Roof နဲ့ဒီ Manchester United ကဒါဆန်နာလန်မန်းပေါ့လीဒီကစားသမားကိုကြိုက်တယ်ဒီကစားသမားကိုကြိုက်ပေမဲ့ဟိုဆန်နာလန်မန်းကတော့နည်းနည်းလေးတော့ဈေးများတယ်ပေါ့လीသူက5.0ဖြစ်နေတယ်ဟိုက Robin Roof ကတော့အဲ့လောက်တူတောက်ဈေးမများဘူးဒါပေမဲ့ Robin Roof ကို ကိုကပူကြိုက်တယ်ဒါပေမဲ့ဘာလို့သူ့ကိုပေးချင်းဆိုတော့အခုလာမဲ့ဒါ feature run ကနည်းနည်းလေးကျက်နေတယ်အဲ့တော့ Manchester United ကစနန်လန်ကျက်ပြီပြဟုတ်စနန်လန်ကျက်ပြီဆိုတော့ကိုကတော့ဒီစနန်လန်မန်းကိုကိုကတော့လက်ရှိမှာတော့ဟိုဟာ differential နည်းနည်းဖြစ်မယ်ဟိုဟာဟိုဟာဘယ်လိုပြောမလဲသူ့ရဲ့လက်ရှိဟိုယုံကြည်ချက်ပေါ့လေအဲ့ဒါအဲ့တခုလေးကိုမြင်ပြီးတော့ကိုကတော့ဟိုစနန်လန်မန်းကိုရွေးချယ်ခြင်းတယ်အဲ့တော့ဒီနောက်ထပ်တစ်ယောက်နေနေကိုကတော့ခန်းဆက်သမကစားသမားကိုတယောက်ပဲရွေးချယ်ပေးခြင်းပေါ့လေတပတ်နှစ်ယောက်ရွေးမှာပေါ့နော်တပတ်နှစ်ယောက်ရွေးမှာအဲ့ကစားသမားကတော့ဘယ်ကစားသမားဖြစ်မှာဆိုတော့ဟိုဟာလက်ရှိမှာတော့ဒီဟိုဟာပေါ့ မန်စီးတီးကအိုရိုင်းလေးကိုတော့အခုတော်တော်လေးသဘောကျနေတယ်ဘာလို့လဲဆိုတော့ဒီကစားသမားကဒီလက်ရှိမှာဒါဟိုဂိမ်းဝေး80ပြီးသွားတယ်အဲ့တော့ तू ကဂိမ်းဝေး80ပြီးတဲ့ဟာကို तू ကဟိုငါးဘွဲကစားထားတယ်အဲ့ငါးဘွဲကစားထားမှာ तू ကတပွဲပြင်းပြကို तू က defensive contribution point က7.5လောက်ရထားတယ်နောက်ပြီးတော့နောက်ဆုံးပွဲဒါ Everton နဲ့ပွဲမှာလည်း तू က assist attacking ရတယ်လဲ attacking ဝင်တိုင်းလဲမှန်းလို့ရတယ်လက်ရှိမှာသူကဟွာစွမ်းဆောင်ကြီးကလည်းတော်တော်လေးကောင်းတာဆိုတော့အကူကသူ့ကို defensive အနေနဲ့လည်းဖြစ်တယ်နောက်ပြီးတော့ budget လည်း save ဖြစ်မယ်ဆိုတော့ဒီကစားသမား2ယောက်ကတော့ကိုဒီတစ်ပတ်အတွက် rotation တော့ကြောက်အောင်မနော် rotation တော့ကြောက်ရတယ်ဒါပေမဲ့ဒါပြီးခဲ့တဲ့ champion league မှာလည်းဒါ gavardio ကိုဒါဟွာအစွန်မှာထုတ်သုံးသွားတော့ဒီ game week မှာတော့သူပါနိုင်ကြတော့ညာနှုံးများတယ်ဗောလေအဲညာနှုံးများတယ်အဲ့တော့ဒီဒီပတ် game week မှာဗောဒီ game week 9အတွက်ဒါ captain ဗောလေဒါ captain choice ဆိုရင်တော့ဒါညီလေးဘသူ့ကိုအကြံပြုခြင်းလေဗျ တခင်လေးကိုကြော်ပြီးတော့ဒီစေးကပ်တိန်ကျွန်တော်မယူရဲဘူးဗျဟုတ်ကဲ့အက်စတွန်ဗီလာကိုမန်စီးတီးရဲ့အကြော်ပေးမှုကနည်းနည်းပျော့ပြောင်းနေတယ်တတရားဖြစ်စရာပေါ့နော်အဲဒါပေမဲ့တခင်လေးကတော့တခင်လေးပါပဲကျွန်တော်စေးကပ်တိန် option ကိုတော့တခင်လေးကိုပြောပြပါလေကိုဟုတ်ကဲ့ပါဟုတ် differential cap ကိုတော့ over ဖြစ်ပြီးပါအောင် differential cap ကတော့ဒီတစ်ဘက် differential cap ကတော့ဟိုဒီတစ်ဘက်မှာလည်းဒီကစားသမားကိုအများကြီး transfer in နေဖြစ်လို့လာကြတယ်ဗောလေအဲ့ဒါကတော့ဒါ cassette ကဖူတာမီတာကိုတော့ အခုရွေးချင်ပါတယ်ဘာလို့ဒီကစားသမားတော်တော်လေးကြိုက်နေတယ်အမ်နောက်ပြီးတော့ဟိုကာဆယ်ရဲ့ကာဆယ်မှာဒါဘယ်လိုမျိုးအချိန်ခဏတစ်ခုတွင်းမှာပေါ့လေဒါအဓိကကစားသမားတက်ရောက်လို့ဖြစ်လာဆိုတော့နောက်ပြီးတော့နောက်ဆုံးသုံးပွဲဆက်လဲသူ attacking ဟိုဟာ goal လဲတွင်းထားတယ်ပေါ့ဟိုဘွားဟိုဘွား point လဲရထားတယ်ဆိုတော့ဒီကစားသမားတော်ကိုတော်ကြီးကြိုက်တယ်အဲ့တော့ဒီနောက်ဆုံးမင်းကုန်းနေရာတော့ဒါဒီ season ရဲ့ဒါနောက်ဆုံးအမြင်တန်းပေါ့လေဒါအသက်တစ်ခုလဲဖြစ်တယ်ပေါ့လေအဲ့ဒါတော့ဒီတစ်ပတ်မှာဒါပေါက်ကောင်ပဲကစားသမားဖြစ်လာနိုင်လဲပေါ့ဒါအညီလေးအမြင်လေးဆက်ပြီး ယူချက်ပြပါအောင်ဒါရှေ့ဘက်တရတော့နည်းလေး fail ွားတော့ sorry ပါဟုတ်ဒီဘက်ရပေါက်ကောတော့တော်တော်တိုက်စစ်သွားပြီပြောပါတော့အိုးရဲ့ temperature ကတ်ပါပဲဟုတ်ကဲ့ကျွန်တော်အရန်ဟော့နေတဲ့ Newcastle တိုက်စစ်ဘူဘော်ဒါဘေးတာကိုရွေးပါရွေးချင်ပါတယ်ကိုအဲငါးဘွဲမှာလေကိုသွင်းလာတယ်ပြီးရ Newcastle ရဲ့ဖျက်ချလွဲလဲကောင်းနေတယ်ပြီးတော့ New York Fawn ကလည်းဂျုံကြီးချင်းစရာကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ဒါကြောင့်ဒီဘက်ရပေါက်ကောကျွန်တော် Newcastle တိုက်စစ်ဘူဘော်ဒါဘေးတာကိုရွေးပါတယ်ကို ဟုတ်ကဲ့ပါဒါကိုယ့်ရဲ့ပေါက်ကောင်ရောအမ်ကျွန်တော်ဒီကျွန်တော်ဒီဘက်ပေါက်ကောင်ဘယ်လိုဖြစ်မလဲဆိုတော့ကိုကတော့ဒီဘက်မှာတော့ဒီအမ်မိုတော်လေးကြိုက်တယ်ဘာလို့လဲဆိုတော့ Brighton ခန်းစင်းကရန်တစ်ခုရမယ်လို့တော့ထင်တယ်ဗျာဟုတ်တယ်ရန်တစ်ခုရမယ်လို့လည်းထင်တယ်နောက်ပြီးတော့သူ့ကိုလည်းဒီဘက်မှာလည်းဒါ transfer in နေပြုတ်လို့တာထဲမှာသူလည်းသူလည်းပါတယ်ဗောလေနောက်ပြီးတော့ဒီဘက်ရဲ့ဒါ Ghost Core က off တဲမှာသူကပါနေတော့မယ်ပါနေတော့မယ်ဆိုတော့ဒီကစားသမားကတော့အခု ဟိုတခုခုလုတ်ပြလိုက်မယ်လို့တော့ကိုကတော့ယုံနေဟိုဟာဘယ်လိုကြောင့်ယုံတာလဲဆိုတော့ဒါ Brighton ရဲ့ဒါခန်းစစ်ကြောင့်ပေါ့လေသူ Brighton ခန်းစစ်တန်းလုံးကဒါအမှန်တိုင်းပြောမယ်ဆိုတော့ pace တော်တော်အားနေတယ်အဲ့တော့ဒါ MMO လို့စိတ်ကြိုက်ပေါ့လေအဲ့တော့ဟို attacking return ရမလားဆိုတော့အကုန်စောင့်ကြည့်ရမယ်ဟုတ်ကဲ့ပါအာအခုလိုပြည့်ပြည့်စုံစုံဖြစ်ကြပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့စီစဉ်ရို့အမြဲတည်းစောင့်ကြည့်နေတဲ့ fantasy premier league ပြည်သက်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်